အပိုင်း39ရဲ့အဆောင်မှာတော့လူဖီဟာအားလောင်ရဲ့ရုံမှမှုကြောင့်ရေထဲကျသွားခဲ့ပြီးဂျော်နီနဲ့ယူဆာဂရုနှစ်ယောက်ဟာလည်းလူဖီပင်နယ်ထဲကျသွားတာကိုစိုးရိမ်နေကြပါသည်လူဖီကလည်းရေထဲမှာဘာဆွမ်းမမရှိဘဲနေရခံနေပါသည်ဇိုရူကတော့ငါးလူသားဟာချီကို5စက္ကန့်အတွင်းအမောက်ချမယ်လို့ပြောကပြေးလာနေပါသည်အနောက်ကဆန်ဂျီကလည်း3စက္ကန့်တည်းနဲ့အမောက်ချနိုင်တယ်ဆိုပြီးပြောနေပါသည်သူတို့တွေပြေးလာနေရင်ဟာချီဟာသူ့ရဲ့မင်းရီတွေကိုထုတ်ပြီးတော့တိုက်ခိုက်လိုက်ပါတော့တယ်ဇိုရူဟာခုန်ပြီးတော့ဟာချီရဲ့စပင်တွေကိုခုတ်ပိုင်းလိုက်ပါသည်ဟာချီကလည်းသူ့ရဲ့စပင်တွေကပြန်ပေါက်လာမှာ သူ့ရဲ့လက်ချောင်းတွေကိုတော့မခုံနိုင်ပါဘူးလို့ပြောကဇိုရိုကိုသွေးလို့ဆန်းနေခဲ့တာပါဟာချီနဲ့ဇိုရိုရဲ့တိုက်ွက်တွေကတကယ်မတိုက်ဖဲနဲ့ဇိုရိုဟာသူနဲ့လာကစားနေတဲ့ဟာချီကိုစိတ်တူနေပါ ರಿ အဲ့ဒီအချိန်မှာငါးလူသားတယောက်ဟာဆန်းကြီးကိုအလေးဝင်တိုက်ပါ ರಿ ဆန်းကြီးကတော့သူ့လိုဆက်ဖို့မူတယောက်ကိုငါးလူသားနဲ့ရှင်းမရှားသင့်ဘူးဆိုပြီးတော့ခြေပြန်တိုင်းကွက်ကျွေးလိုက်ပါ ರಿ ရေပွဲဟာချီနဲ့ဇိုရိုကလည်းပဲတိုင်းကွက်ပေါင်းစုံနဲ့တိုက်နေပေမဲ့ဟာချီကဟိုးရှောင်းဒီရှောင်းလုံးနေတော့ဇိုရိုကသွေးကြီးနေပြန်ပါ ರಿ ရွာသားတွေနဲ့ယူဆာကူတို့ကလည်းဒီတိုက်ပွဲကိုစောင့်ကြည့်နေကြပြီးရေတွေကလူဖီကိုကယ်ဖို့သူတို့လည်းအဖြေရှာနေပါ ರಿ အဲ့ဒီအချိန်မှာရဲမှူးကင်ဟာသူတို့နှစ်ယောက်ကဒဏ်ရာရရထားတာရေထဲကိုဘယ်လိုဆင်းနိုင်မလဲဆိုပြီးလူဖီကိုသူသွားခဲ့မယ်လို့ပြောလိုက်ပါတယ်လူဖီကိုကင်နိုင်မယ်ဆိုရင်ပြိုင်မွေးရလက်ကပြောင်းရင်ပြောင်းသွားနိုင်တယ်လူဖီကိုကယ်ဖို့ကဒီပွဲရဲ့အဆုံးဖြတ်ပဲလို့ပြောလိုက်တော့ရွာသားတွေကသူလဲလိုက်မယ်ငါလဲလိုက်မယ်ဆိုပြီးတော့ပြောနေကြပါတယ်ဂင်းကတော့လူများကြီးငါလူသားတွေရိပ်မိမှာဆိုလို့သူပဲသွားမယ်လို့ပြန်ပြောပါတယ်ဂျော်နီနဲ့ယိုဆာကူတို့နှစ်ယောက်ကလည်းဂျေဇူးတင်စကားဆိုပြီးအမြန်ဆုံးလူဖီကိုကယ်ပေးပါလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ ်အနောက်ကနိုဂျီကိုရောက်လာခဲ့ပြီးသူမလေးလိုက်မယ်လို့ပြောတော့ဂင်းကဒဏ်ရာရထားတာဖြစ်ရဲ့လားလို့မိလိုက်ပါရီနိုဂျီကိုကတော့သူမရဲ့ညမနာမည်အတွက်တိုက်ပေးမှာဖြစ်လို့သူမကိုပါခေါ်သွားပေးဖို့အတွက်ပြောလိုက်ပါရီဂန်ကလည်းပဲနိုဂျီကိုကိုခေါ်ပြီးလူဖီစီကိုသွားပါတော့တယ်ဂျော်နီနဲ့ယူဆာကူတို့နှစ်ယောက်ကလည်းအနောက်မှာဂျန်နေခဲ့ပြီးသူတို့သာပို့ပြီးတော့စွမ်းထက်ခဲ့လို့ရှိရင်လူဖီကိုကယ်နိုင်မှာလို့ပြောကဝမ်းနေပြီးတော့ဂျန်နေခဲ့ပါရီလူဖီကလည်းပင်လယ်ထဲမှာသူ့ရဲ့အစွမ်းကတက်ရောက်မှုမရှိတဲ့အတွက်ဘာမှမလုပ်နိုင်ခဲ့ပါဘူး တစ်ဖက်မှာလည်းစံကြီးနဲ့ငါးလူသားတကောင်ချနေကြပြီးအားလုံးကပွဲကြီးပြိသက်လုပ်နေကြပါသည်ရွက်တိုင်ဘောကပြန်မစင်းသေးတဲ့ဟာချီကဇိုရိုကိုအပေါ်ကနေစိန်ခေါ်နေပါသည်ဇိုရိုကတော့အရင်တန်းရအဟောင်းကြောင့်အလွန်မောဟိုက်နေပြီးအဖျားတွေလည်းပြန်တက်လာပါသည်ဒိန်ငယ်မြလုံးမီဟောနဲ့ရခဲ့တဲ့တန်းရကြောင့်စံကြီးဂျော်နီနဲ့ယိုဆာဂူရိုကစိုးရိမ်နေကြပါသည်ဇိုရိုကလည်းပဲအတင်းထားပြီးလည်းမကြတော့အောင်ဂျူစားနေပါသည်အဲ့ဒီအချိန်မှာပဲဟာချီကဇိုရိုကဖျားချင်အောင်ဆောင်းနေရလားလို့မီက ူရဲ့ပုံစံမှန်တဲ့တိုက်ခွက်ကဘာလဲပြပေးမယ်လို့ပြောပြီးဓာချောင်းချောင်းဟာချီလာပြီလို့ဆိုတာဇိုရိုကိုအိမ်မနေနဲ့လို့ပြောလိုက်ပါရီဇိုရိုကလဲကျသွားကပြန်ထဖို့အတွက်တော်လေးရုန်းကန်နေရပါရီဂျော်နီနဲ့ယူဆာဂရိုကလည်းဇိုရိုရဲ့တန်ရဟောင်းကပြန်ပေါ်လာပြီးပုံမှန်လူတယောက်ဆိုရင်တော့တင်းနေလောက်ပြီးမတင်လဲနှစ်ဝက်လောက်အိယာတွေကိုလဲနေလောက်ပြီလို့ပြောပြလိုက်ပါရီစန်ဂျီကလည်းဇိုရိုကိုစိုးရိမ်ကြီးနဲ့လှမ်းကြည့်နေချိန်ငါလူသားချိုးကတော့အလေးဝင်တိုက်ကစန်ဂျီလဲနေရန်ကိုပေါက်ထွက်ပြီးလွင်ဆင်သွားပါရီ အားလုံးကတော့ဇိုရိုနဲ့ဆန်ဂျီရိုနဲ့ပင်လယ်ထဲကိုသာပြေးချလိုက်တော့လို့ပြောကာတော်တော်အသုံးမချတဲ့ကောင်းနေပြင်းစရာကောင်းနေလို့ပြောလိုက်ပြီးဆန်ဂျီဇိုရိုနဲ့လူဖီတို့ကြောင့်သူ့ရဲ့အိမ်တော်တော်ပြန်စည်းသွားတာဖြစ်လို့ပြန်ပြုပြင်ပြီးတော့စောင့်နိုင်တယ်မမှုဘူးလို့အပိုင်အတွက်ကပြောဆိုနေပါတယ်။ဟာချီကတော့ကဘာပေါ်မှာအတော်ဆုံးသားသမားကသူ့ရဲ့ရေပွဲလက်ချောင်းချောင်းစာမိပြီးမှတည်ရမှာဒီလိုလဲကြတည်သွားလို့ရမလားလို့ပြောပြီးသူ့ရဲ့စကြဓာအဆွမ်းကိုထုတ်ပြလိုက်ပါတယ်။လီဝဲလိုမျိုးဒရက်ဆက်ဖြစ်နေပြီးလေစင်တော်မောင်းတစ်ခုလိုဖြစ်ကအားလောင်ရဲ့အိမ်တော်ကိုတော့မှပြက်စည်းနိုင်တဲ့အနေထားဖြစ်နေပါရဲ့။ငါလူသားချိုးကလည်းပဲဟာချီကိုရက်ခိုင်းလိုက်ပြီး ။ဟာချီကလည်းပဲသူစိတ်လှုပ်ရှားပြီးဖြစ်သွားတာလို့ပြောကတောင်းပန်လိုက်ပါရီ။အဲဒီအချိန်မှာဇိုရူကပြန်ထလာခဲ့ပြီးရေပွဲကောင်ဟာချီကိုသူတို့ခုပြောပြမင်း။သူတွေ့ချင်နေတဲ့သူနဲ့မတွေ့ရမချင်းတေမင်းကတော့သူ့ကိုအသက်လာနှုတ်လို့မရဘူးလို့ပြောပြလိုက်ပါရီ။တစ်ဖက်မှာလေဦးချောင်းချောင်းငါလူသားနဲ့ဦးစုပ်တို့ဟာပြေးလို့လိုက်တာလားလိုက်လို့ပြေးတာလားဆိုပြီးကစားနေကြပါရီ။ငါလူသားကလည်းအနောက်ကလိုက်နေပြီ။ဦးစွပြက်ပြေးတဲ့ပုံစံဟာလူတယောက်မဟုတ်တော့ဘဲအယမ်းမြန်နေရလို့ပြောကလိုက်ဖန်နေပါရီ။ ။ဦးစုပ်ကတော့အားလုံးရဲ့ပင်လယ်ဓားအဖွဲ့ရဲ့ခေါင်းဆောင်တယောက်ကိုအများခေါ်လာနေတာဟာလူဖီနဲ့အခြားသူတွေတွားရောက်တိုက်ခိုက်တဲ့အခါမှာအားရွတ်သွားနိုင်တယ်လို့တွေးနေပါရီ။ဒီလိုနဲ့နေရာတစ်ခုကိုအရောက်မှာတော့ရက်လိုက်ပြီးငါလူသားကဆက်မလိုက်နိုင်တော့ဘူးလို့ပြောကအနောက်ကိုလှည့်ကြည့်ပြန်ပါရီ။ငါလူသားတွေဟာဂုံးပေါ်မှာဆိုရင်လိတ်တည်လိုပါပဲ။ဒါကြောင့်သူရဲ့အနောက်မှာအဝေးကြီးကျန်နေခဲ့တာပဲလို့ရေရွတ်နေပြီးငမြောင်းငှောက်လေးပဲကနေပြန်ပါလိ။အနောက်ကငါလူသားရောက်လာခဲ့ပြီးပြေးတိုင်းလိုက်တိုင်းဆက်ဆော့နေပြန်ပါလိ။ရေရောက်ထဲမှာတော့လူဖီခြေထောက်ညက်နေတဲ့ကြောက်တုံးကြီးကိုရဲမှုကင်းကထုခွဲရိုက်နှက်နေပါလိ။ ရည်ထဲမှာမလို့ထိရောက်မှုတိတ်မရှိတာဖြစ်တာကြောင့်노ဂျီကိုကလူဖီကိုအမြန်ဆုံးရည်ပေါ်မခေါ်နိုင်အသက်ကယ်ဖို့နောက်ကျသွားနိုင်တယ်လို့ပြောပြီးကြောက်တုံးကိုခွဲဖို့အမျိုးမျိုးစူးစမ်းနေပါလိမ့်။တဖက်ကမြေပြင်ပေါ်မှာပဲတရီတမောအိပ်ပြီးပြန်နိုးလာတဲ့စံဂျီတယောက်ကတော့ငါလူသားတရားရဲ့ကံကြက်တွေဟာဆိုင်းရှင်ဖိုးကြီးဆိုင်ရဲ့ကံကြက်တွေလောက်အဆင်မမီဘူးလို့ပြောလိုက်ပါလိမ့်။ဟာဂျီကလည်းဇိုရိုဟာတခုခုခံစားနေရတာထင်နေ။သူ့ရဲ့ဓားချောင်းချောင်းတိုက်ကွက်ကိုရင်းဆိုင်မလို့လား။ဘသူ့ကိုပဲမိမိမရှင်းနိုင်လောက်ဘူးလို့ပြောလိုက်ပါလိမ့်။ ဇိုရိုကလည်းပဲသူ့ရဲ့ရည်ရွယ်ချက်တွေကြောင့်အာမရှော့မဲ့စိတ်ဓာတ်တွေနဲ့ပြန်လဲရက်တည်ခဲ့ပြီးဟာချီစီကိုတက်တက်လာနေပါသည်ဂျော်နီနဲ့ကိုကိုယာရှိရွာကဆရာဝင်ကတော့ဇိုရိုရဲ့ပုံစံကမဟန်တော့ဘူးဒဏ်ရာဟောင်းတာပွင့်ထွက်သွားလို့ရှိရင်မလွဲလောက်ဘူးလို့ပြောနေပါသည်အဲ့ဒီအချိန်မှာဇိုရိုကတော့ယူဆာကုန်နဲ့ဂျော်နီတို့ကိုလမ်းအော်ပြီးသူ့ရဲ့ကြံနေတဲ့ဓာတ်နှောင်းကိုတောင်းလိုက်ပါသည်ချက်ချင်းဆိုသလိုဟာချီနဲ့ဇိုရိုဟာချကုန်ကြပြီးဟာချီကိုပိုင်းခုတ်လိုက်ပါရီရွာသားတွေကလည်းပဲလုံနိုင်ခဲ့တာတော်ရီအာယုံဆိုင်အားကောင်းတယ်လို့ချီးကျူးနေကြပါရီဟာချီကလည်းသူ့ကိုပိုင်းခုတ်ရမလားလို့ဒေါသတွေကြီးနေပြီးမင်းကဒါသုံးချောင်းအောင ငောက်မကဓားချောက်ချောင်းနဲ့အခြေနေချင်းမတူဘူးလို့ပြောလိုက်တော့ဇိုရိုကလည်းသူနဲ့ဟာချီနဲ့မတူတာကသူထမ်းမိထားရတဲ့ဂရီသစ်စာရီနဲ့မျောလင်းချက်တွေထမ်းပိုးထားရတာချင်းမတူဘူးလို့ပြောလိုက်ပါရီဟာချီရဲ့ဓားနဲ့သူ့ရဲ့ဓားဟာထမ်းပိုးထားတဲ့အလေးချိန်ဟာမတူညီဘူးလို့ပြောလိုက်ပြီးအဲ့ဒီအချိန်မှာညံနှုံးကဟာချီကတော့ဓားရဲ့အလေးချိန်တွေကိုပြောတာအထင်နဲ့သူ့ရဲ့ဓားချောက်ချောင်းကပိုလေးတယ်လို့ပြောလိုက်ပါရီအဲ့ဒီအချိန်မှာပဲချက်ချင်းဆိုသလိုဇိုရိုကိုတိုက်ခိုက်လိုက်ပြီးဟာချီကဇိုရိုရဲ့ဗိုက်တန်ရဟောင်းကိုခေါင်းနဲ့တိုက်မိလိုက်ပါရီဇိုရိုဟာလွင့်ဆင်သွားခဲ့ပြီးဟာချီဟာလည်းဇိုရိုပြန်ကြမလာစေဘူးဆိုတော့ စကြာထားတိုင်းနဲ့အောက်ကနေဝေရမ်းနေပါတယ်ဇိုရိုပြန်ကြလာခဲ့လို့ရှိရင်တစားစီဖြစ်သွားမယ်လို့ပြောကဇိုရိုကတော့တဖြည်းဖြည်းနဲ့ဆင်းလာခဲ့ပြီးတော့ဟာချီရက်တီကိုခုတ်ပိုင်းပြလိုက်ပါတယ်ဟာချီကတော့သူခံလိုက်ရတာကိုစိတ်ဆိုးနေပြီးဇိုရိုကအားကုန်သုံးပြတယ်လို့ပင်မနှွဲ့နေပြီးပြန်လဲကြမလို့ဖြစ်နေပါတယ်ရွာကစိမှုနဲ့ယူစာကူတို့ကလည်းပဲဇိုရိုကိုတိုက်ခိုက်တဲ့တံဟာသူ့ရဲ့ဒဏ်ရာဟောင်းပေါက်ထွက်သွားနိုင်တယ်လို့ပြောပြီးတနာနေကြပါတယ်ဇိုရိုကလည်းပဲတာမန်လူတယောက်ကိုသတိလေးစေတဲ့သူ့ရဲ့ဒဏ်ရာကြောင့်သူကလဲကြလို့မဖြစ်ဘူးလို့ပြောကဆက်ပြီးတော့အတင်းထားပြန်ပါတယ် ရည်ရွယ်ချက်ကြောင့်မဆုံမနစ်အားတင်းထားတဲ့စိတ်ဓာတ်ဟာအံ့ဩစရာသိပ်ကောင်းပါလိမ့်။အဲ့ဒီအချိန်အမှန်မရှိတဲ့ဟာချီကတော့သူ့ရဲ့ရေပွဲနဲ့တိုက်ခွက်ကိုပြန်သုံးပြီးတော့လာနေပြန်ပါလိမ့်။ဇိုရိုကလည်းပဲသူဟာဒိန်ငယ်မျက်လုံးမီဟော့ကိုနိုင်ယူပြီးမှတေးမဲဆွဲစကားအတိုင်းပဲဟာချီကိုလေးပေါ်မြောက်ပြီးခုတ်ပိုင်းပြစ်လိုက်ပါလိမ့်။ဟာချီကလည်းဓာတ်သုံးချောင်းပိုင်ရှင်ကိုသူဘာကြောင့်ရှုံးသွားရတာလဲလို့ပြောကမြေပြင်ပေါ်ကိုဘုံခွင်းနဲ့ပြုတ်ကျလာပါလိမ့်။ဇိုရိုကတော့သူ့ရဲ့ဓာတ်ချက်တွေနဲ့လေးချိန်ကိုတိပီလာလို့ပြောကအနိုင်ယူလိုက်ပါလိမ့်။တစ်ဖက်မှာလည်းနာမီဟာလက်ကဒဏ်ရာကိုပတ်တီးစီပြီးသူမဟာ အားရပါရငိုနေခဲ့ပြီးငိုနေတာတော်သင့်ပြီစိတ်သက်တာရလဲရနေခဲ့ပြီလို့ပြောကာသူမအတွက်အားလုံးကတိုက်ခတ်နေတာသူမလည်းသွားမယ်လို့ပြောပြီးအားလောင်ရဲ့အိမ်တော်စီကိုထွက်လာခဲ့ပါရီဟာဂျီဟာနေရာမရင်းလဲကြနေခဲ့ပြီးဇိုရိုကတော့ဟာဂျီကိုတိုက်ခိုက်လိုက်ရလို့မောပန်းနေခဲ့ပါရီအဲ့ဒီအချိန်မှာတော့ငါလူသားဂျိုဟာဇိုရိုကိုအလီဝင်တိုက်ခိုက်ဖို့အလုပ်မှာပဲစန်ဂျီရဲ့ခြေကန်ချက်စာကိုမိသွားပြန်ပါရီချိုးအနေနဲ့အရှိပင်နယ်ပြင်ရဲ့တိုက်ကွက်ကိုခံရပြီးမတည်တဲ့လူရှိမယ်လို့မထင်ခဲ့ဘူးလို့အံ့ဩစွာပြောလိုက်ပါရီ ဇူရိုကလည်းပဲမင်းလူကန်ချန်တဲ့ကောင်ကြီးသူရဲ့စားတော့ဆိုင်ကြီးမှာအများကြီးရှိတယ်လို့ပြောလိုက်ပါရီချိုးကလည်းပဲသူ့ကိုမထီမဲမြင်နဲ့ပေါ်သေးသေးထင်နေရလားလို့မိကအခြေတင်ဖြစ်ကြပါတော့တယ်ဇူရိုကလည်းပဲပင်လယ်ထဲကိုဆင်းပြီးလူဖီကိုကယ်ဖို့လုပ်မှာပဲဆန်ဂျီဟာဇူရိုရဲ့တံရရီနဲ့ပေါက်ထွက်သွားလိမ့်မယ်လို့ပြောတော့ဇူရိုဟာလူဖီအတွက်တောင်မှမတောင်းခံနိုင်တော့ပါဘူးဆန်ဂျီချိုးနဲ့ချနေရပြီးမဲ့အချိန်ထိထိုင်မဆောင်နိုင်တော့ဘူးသူ့မှာအဲ့လောက်အချိန်မဆောင်နိုင်တော့ဘူးလို့ပြောလိုက်ပါရီဆန်ဂျီဟာဇူရိုကိုအဲ့လိုအချိန်မရှိတာကိုသိတယ်ဒါကြောင့်မလို့ဇူရိုကိုမသွားခိုင်းတာသူသွားမယ်လို့ပြောပြီးရေထဲကိုဒိုင်မင်းနဲ့ဆင်းသွားပါရီ ချိုးကလည်းပဲရေထဲမှာသူနဲ့တိုက်ခိုက်ချင်နေတယ်ပေါ့လို့ဆိုတာရေထဲကိုဆင်းသွားခဲ့ပါသည်။ငါးလူသားတွေဟာရေထဲမှာပိုးအစွမ်းထက်တာကြောင့်ဇိုရိုနဲ့အားလုံးကတော့စံကြီးကိုစိုးရိမ်နေပါသည်။ရေထဲလက်ရောက်ရောရေမှုကင်းကိုတွေ့လိုက်ရပြီးလူဖီရဲ့ရောဘာအစွမ်းနဲ့လေဘင်းကိုအသက်ရှူလို့ရအောင်ရေပေါ်ကိုဆွဲဆန့်တင်ထားလိုက်ပါသည်။နိုဂျီကိုတို့ကလည်းပဲလူဖီလေဘင်းကြီးကိုကင်ပြီးတကူလုံးကိုပါမတင်နိုင်လို့စိတ်မကောင်းမှုလို့ပြောနေပါသည်။ဂင်းကလည်းပဲလူဖီမတည်ဖို့အတွက်မျိုးစုံစူးစမ်းနေရကိုစန်ကြီးကသဘောပေါက်သွားပြီးကြောက်တုံးကိုသူကန်ပေးလိုက်လို့ရှိရင်အားလုံးအေးအေးဆေးပြီလို့ပြောနေတော့အနောက်ကနေငါးလူသားချိုးကရောက်လာခဲ့ပါသည်။ သူဟာစံကြီးရဲ့လေပင်ကိုအနောက်ကနေညှစ်ထားပြီးအားလုံးကတော့သူ့ရဲ့ငါးလူသားရဲ့အစွမ်းကိုလူသားတွေမနိုင်နိုင်ဘူးလို့ပြောကဟာသားလုံးနေပါရီရွာသားတွေနဲ့ဇိုရိုနဲ့နိုဂျီကိုတို့ကလည်းစိုးရိမ်နေကြပြီးလူဖီပြန်နိုးလာဖို့အတွက်ကြိုးစားနေပါရီတဖက်မှာလည်းပဲအခုထိကဘာပတ်ပြေးနေတဲ့ဦးစုပ်နဲ့ငါးလူသားတယောက်ကလည်းပဲဆက်ပြေးဆက်လိုက်နေကြပြန်ပါရီဒါကတော့အပိုင်း39ရဲ့အဆုံးသတ်ဖြစ်ပြီးကြမ်းရှိတဲ့အပိုင်းတွေကိုလည်းဆက်လက်ဆောင်ကြည့်ပေးကြပါအောင်ခင်ဗျာ